ုက်ပြိုးရေးမွေးမြူရေးနှင့်ဆက်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီးဥပပိုကျော်နှင့်တာဝန်ရှိသူများဟာဒီကနေ့မနက်ပိုင်းမှာပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်စွာချောင်းရေလောင်တမန်ဆက်ရည်တောက်စနစ်နဲ့ခပောင်းရေလောင်တမန်ဆက်ရည်တောက်စနစ်မှာမဒလေးငရင်ကြီးလှုပ်ခတ်မှုကြောင့်တူမြောင်းပေါင်းနဲ့အဆောက်အုံများပြည့်စည်မှုကိုဆယ်မြောင်းနှင့်ရေအုံချမှုစီမံခန့်ခွဲရေးဦးစီးဌာနကတာဝန်ယူပြန်လည်မွမ်းမံပြီးစိုက်ပျိုးရေးပြန်လည်ပေးဝေနေမှုများကိုကွင်းစင်ကြည့်ရှုစစ်ဆေးပါသည်။ ရှေးဥစွာဒုတိယဝန်ကြီးဟာစွာချောင်းရေလောင်တမန်ဆယ်ရီတောက်စနစ်ပြုပြင်ဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးစဉ်တာဝန်ရှိသူများအားထိခိုက်ပျက်စီးမှုများကိုလက်တလောအချိန်တိုအတွင်းအရေးပေါ်ယာယီပြုပြင်ပြီးမူလရာထားစိုက်ဧကများအတိုင်းစိုက်ပျိုးရေးအမြန်ဆုံးပြန်လည်ပေးဝေနိုင်ရေးဆွေးနွေးမှကြပါသည်။ ေပီလာ၁၀ရက်မှာစွာဆယ်ရီတောက်စနစ်မှာတူးမြောင်းမကြီးတိုင်2000 1200နဲ့လက်တံမြောင်းနှစ်အထိစိုက်ပျိုးရေးပြန်လည်ပေးဝေနေပြီဖြစ်ပြီးကြံရှိတူးမြောင်းနဲ့ရေအားအဆောက်များကိုဆက်လက်ပြုပြင်ဆောင်ရွက်ပြီးမူလရာထားနှွေစပားနဲ့အခြားနှွေသီးနှံအေက1000ကျော်စိုက်ပျိုးရေးပေးဝေနိုင်ရေးကြိုးပမ်းလျက်ရှိကြောင်းလည်းသိရပါတယ်။အဲဒီမှာ တစဉ်ဒုတိယဝန်ကြီးနဲ့အဖွဲ့ဟာခပောင်းဆယ်ရီတောက်စနစ်သို့ရောက်ရှိစဉ်ကြီးကြိုက်ပြည့်စည်မှုများကိုယာယီပြန်လည်ပြုပြင်ပြီးလက်ရမြောင်းမကြီးနဲ့ ်တံအမြောင်းများအလုံးလူစဘာအောင်ရည်လိုအပ်ချက်အတိုင်းစိုက်ပျိုးရည်ပြန်လည်ပေးဝေလျက်ရှိတဲ့အခြေအနေလက်ရလက်ခွဲမြောင်းမှာ ပေတိုင်း၄000နဲ့လက်ဝဲမြောင်းမှကြီးအရင်ပိုင်းများ စိုက်ပျိုးရည်ပြန်လည်ပေးဝေလျက်ရှိတဲ့အခြေအနေများကိုကြည့်ရှုစစ်ဆေးကရာထားဧက၄000ကျော်ကိုအချိန်မီလူစဘာအောင်ရည်အပြည့်အဝပြန်လည်ပေးဝေနိုင်ရေးဆောင်ရွက်ကြဖို့ဆွေးနွေးမှကြခဲ့ကြောင်းသိရှိရပါတယ်ရှင်။